ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လ26ရက်နေ့ရဲ့ညာခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လာညာချမ်းပါလို့နှုတ်ခွန်းဆက်တာပါပါခင်ဗျာဒီကနေ့ညမှာကျွန်တော်တို့လက်တံထူးခြားနေတဲ့ဘကိုးတိုင်းတဲကသတင်းကောင်းတစ်ပုဒ်နဲ့စတင်ကြပါတယ်ကြောင်ကြီးမြို့နယ်တွင်းမှာဂျမ်ဘတ်ဆက်ရှုံးကောင်စီတပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာဂျမ်ဘတ်ဆက်ရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးပြီးတော့22ဦးကိုတော့တုံမှန်းအဖြစ်နဲ့အရှင်ဖမ်းဆီးရမိတယ်လို့သိရပါဗျ အဲ့တော့တိုက်ပွဲတွေမှာလက်နက်ကတော့28လက်နဲ့ခဲအန်းနေလဲသိမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာဒီသတင်းနဲ့စအောင်ပါဘုကိုတိုင်းကြောက်ကြီးမြို့နယ်တွင်းမှာရှိတဲ့အကြမ်းမဆက်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာစစ်သား9ဦးထပ်မင်းသေဆုံးပြီး22ဦးကိုတုံမန်းဖြစ်နဲ့ဖမ်းဆီးရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲတာဝန်ရှိသူတဦးကပြောပါတယ်ခင်ဗျာဒီကနေ့ဇော်လာ26ရက်နေ့စစ်တောင်းမြေဝမ်းစစ်စင်ရေးအဖြစ်နဲ့ ပဲဂိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ရှုံးကောင်စီစခန်းတွေကိုတော်လိုင်းတက်တွေကတိုက်ခိုက်ခဲ့ရမှာစစ်စင်ရေးအတွင်းမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံနေတည်ဆုံးခဲ့ပြီးစစ်ရှုံးကောင်စီတပ်မှာအထိကိုက်များစွာနဲ့ကစင်ကလျားစုတ်ခွာ ထွက်ပြေးသွားတယ်လို့သိရပါဗျ။အကြမ်းစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်သုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းတွေအခြားစစ်သုံးဆောင်ပစ္စည်းအမြောက်များကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်ခင်ဗျာ။ ဒီစစ်စင်ရေးကိုတော့အမှတ်နှစ်စစ်ဒေတာခွဲ GOC ရဲ့ကုကဲမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးပဲခူးတိုင်းစစ်ဌာနဗျူဟာ25လက်အောက်ခံဗျူဟာ25တိုင်ရင်3900နှစ်အထူးကွန်မန်ဒိုတိုင်ရင် Spring Warrior Colon နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တိုင်ရင်8တိုင်ရင်9တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်လိုက်တာလို့သိရပါပါတယ်ခင်ဗျာစစ်စင်ရေးတွေမှာမဟာမိတ်တပ်ဖွဲ့တွေကဖမ်းဆီးရမိတဲ့ စစ်တုံ့ပန်းတွေကိုဂျနီဗာကွန်ဗင်းရှင်းနဲ့အညီစနစ်တကျထိမ့်သိမ်းထားတယ်လို့သိရပါပါတယ်ခင်ဗျာဒါကတော့အခုမြင်တွေ့နေရတာစစ်တုံ့ပန်းတွေပါဒီထဲမှာတွေ့မြင်ရတဲ့အတိုင်းခေါင်းဖြူကြီးတွေ50ကျော်60အရွယ်ကြီးတွေလည်းပါဝင်ပါတယ်ပကိုးတိုင်းကတော့လက်တံထူးခြားနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တွေ့ရအောင်ပါဒီသတင်းကတော့ ICC တရားရုံးကတရားခံစစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ဖောင်ရန်အမိတ်အချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂညီလာခံမှာတမ်မကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပြန်ပါတယ်ခင်ဗျာမြမပြည်သူတွေကိုအချမ်းပတ်ဆက်ရှုံးကောင်စီတက်ရဲ့စစ်ရာဇဝတ်မှုရန်စွဲကနေကာကွယ်ပေးနိုင်ရေးတရားခံမင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖောင်ရန်အမိတ်အချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်ခင်ဗျာ မနေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံကြီးအစည်းအဝေးရဲ့ကာကွယ်မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝဲမှုလူမျိုးစုအလိုက်တုတ်တင် ရှင်းလင်းမှုနဲ့လူသားမျိုးနယ်စုအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေကိုကာကွယ်တားဆီးရေးနှစ်20ပြည့်အထိမ်းအမှတ်အစည်းအဝေးမှာဒီတာမတ်ကြီးကအခုလိုမျိုးပြောဆိုတိုက်တွန်းတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့တရားခံမင်းအောင်လိုင်ကိုဖမ်းဆီးပြီးနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဒီ pre-trial chamber မှာစစ်ဆေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေတွေက2024ခုနှစ်နိုဝင်ဘာလအတွင်းမှာဝန်ရမ်းလျှောက်ခဲ့တဲ့အပေါ် run လျှောက်ခဲ့တဲ့အပေါ်မှာကျူးဇော်လက်ခံပါကြောင်းချမအနေနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဖမ်းရမ်းမိန့်ကိုလည်းအချိန်မီထုတ်ပေးဖို့တိုက်တွန်းလိုကြောင်းဒါမှသာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ စစ်ရှုံးကောင်စီတပ်ရဲ့ရာဇဝတ်မှုရန်စွဲကနေကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းတမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာတမတ်ကြီးဦးကျော်မိုးထွန်းကတော့အစည်းအဝေးတွေဒီလိုမျိုးမျက်နှာစုံကြီးအစည်းအဝေးတွေမျက်နှာမစုံကြီးတဲ့အစည်းအဝေးတွေအစည်းအဝေးပေါင်းစုံမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမြန်မာပြည်သူလူထုအပေါ်မှာတကယ်ကိုရရဲဆက်ဆက်တက်ဖြက်ရုံမာနေတဲ့စစ်ရှုံးကောင်စီကိုအရေးယူဖို့ထူးထူးဖြင့်မင်းအွန်လိုင်းရဲ့စစ်ကောင်းဆောင်ဤကိုအရေးယူဖို့မင်းအွန်လိုင်းကိုလည်းဖန်ရန်အမြန်ဆုံးထုတ်နိုင်ဖို့အတွက် တိုက်တွန်းတောင်းဆိုပါရဲအဲ့တော့ကုလသမဂ္ဂအနေနဲ့တော့တမကြီးရဲ့စကားသံကိုကြားဖို့နားများပင်းနေလားဆိုပြီးကျွန်တော်တို့တစ်ခါတည်းမှာတွေးမိပါရဲတမကြီးကတော့တာဝန်ကျပါရဲပြည်သူလူထုကိုစားအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့တွားအောင်ပါနောက်သတင်းကတော့မော်ကျုံးမှာအမှုတွေအမျိုးသမီးကိုရက်ွက်အုပ်ချုပ်ရေးမှုအုပ်ကြီးကဒီအာရမတာမယာပြုကျင့်တယ်လို့သိရပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာအရာရီတိုင်း ဒီလက်ပတ်တခရိုင်မော်လမြိုင်ကျွန်းမြို့နယ်ဒီအမှတ်၈ရပ်ကွက်ကစစ်ရုံးကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာအမှုတဲအမျိုးသမီးတယောက်ကိုအလုံးမတူဘဲနဲ့အာဓမ္မပြုကျင့်ခဲ့မှုကြောင့်ရဲတွေကဖမ်းဆီးထားတယ်လို့ရဲစခန်းနဲ့နှီးဆက်သူတွေစီကနေသိရှိရပါတယ်။အလုံးမတူဘဲအာဓမ္မပြုကျင့်ခံရသူကတော့အသက်38နှစ်အရွယ်အမျိုးသမီးတယောက်ဖြစ်ပြီးအာဓမ္မပြုကျင့်မှုနဲ့ဆွတ်ဆွဲခံရသူကတော့မော်လမြိုင်ကျွန်းမြို့အမှတ်၈ရပ်ကွက်ကစစ်ရုံးကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းရွှေဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ။ အမှုကိစ္စပြောဆိုဖို့အတွက်ချင်းဆိုတဲ့အမှတ်၃ရပ်ကွက်ကဒီယူသတိတဲခုခန်းမှာဂျွန်လာ၂၂ရက်နေ့ညနေ၄နာရီလောက်ကအာရမပြုတ်ကျင်ခဲ့တာလို့ရဲစခန်းနဲ့နှီးဆက်သူကပြောပါတယ်ခင်ဗျာအမှုကိစ္စပြောဖို့အတွက်ချင်းတဲ့နေရာကိုသွားရင်အာရမပြုတ်ကျင်ခံရတာတကြိမ်ပြုတ်ကျင်ခံရတယ်လို့ရဲစခန်းမှာတိုင်ကြားပါတယ်ကောင်မလေးကလက်ဖက်ရည်ဆိုင်မှာအမှုကိစ္စပြောမယ်လို့ပြောတာကိုလက်ဖက်ရည်ဆိုင်မှာပြောရင်အုတ်ချုပ်ရင်မူသိခါကြတယ်ငါခေါ်တဲ့နေရာမှာလာအမှုကိစ္စလုတ်ပေးမယ်လို့ပြောလို့သွားရင် ဖြစ်သွားတာအခုတော့ကောင်မလေးကတိုင်လို့ရဲတွေကအုပ်ကြီးကိုဖမ်းထားပါပြီဆိုပြီးဒီအုပ်ချုပ်ရေးမှူးသိန်းရွှေကိုစစ်ရှုံးကောက်စီလက်အောက်ခံမော်လမြိုင်ကျွန်းမြို့မှာရဲစခန်းကဂျွလ24ရက်နေ့မှာဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်းပြောပါတယ်ခင်ဗျာကျွတ်လခံရသူအမျိုးသမီးနဲ့နေဆက်သူတယောက်ပြောပြတာကတော့သူကမိသားစုနေအိမ်ပိုင်ဆိုင်မှုကိစ္စနဲ့အုပ်ချုပ်ရေးမှူးစီကိုအမှုတိုင်တာပါဒါကိုအုပ်ချုပ်ရေးမှူးကအခွင့်အရေးယူတာကျူးလွန်ခံရတဲ့အမကတဲခိုကန်းကိုတော့မလိုက်ရဲဘူး မသိလျော်ဘူးပြောတာမလိုက်ရင်အမှုနိုင်မှာမဟုတ်ဘူးနင့်အတွက်ပြောတာငါနဲ့တဲခုကမ်းမှာစကားပြောတာတိတ်ခါတော့ရှိသေးတယ်ပေါ့အုပ်ကြီးကပြောတာဆိုပြီးတော့အချင်းဒီကိုပြန်ပြောပြပါတယ်ခင်ဗျာအဲ့တော့တဲခုကမ်းကိုလာမအမှုကိုဖြည့်ရှင်းပေးမယ်ဆိုတော့အတိုင်းအုပ်ကြီးကချင်းချောက်ပြောဆိုပြီးတော့အခုလိုမျိုးပြုကျင့်ခဲ့တာဖြစ်ပါတယ်အာရမပြုကျင့်ခံရတဲ့အမျိုးသမီးဟာခင်မွန်းဖြစ်သူတည်ဆုံးတာနှစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီးပါဇက်ကိုခေါင်းနဲ့ဖိကအာရမကျင့်ခံရတာလို့ဆိုပါတယ်ခင်ဗျာ အော်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အဓမ္မပြုကျင့်ခံရသူရဲ့တိုင်တန်းချက်အရမော်လမြိုင်ကျွန်းမြို့မှာရစကန်ကအဓမ္မပြုကျင့်သူအမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှူးတိန့်ရွှေကိုအမှုကြီးအမတ်စင်၃မြင်းဆောင်၂025ပ69မြင်းဆောင်၂025ရာသတ်တကြီးပုံမှန်၃ခွန်ချောင်းနဲ့ဂျော်လာ24ရက်နေ့မှာအမှုဖွင့်ပြီးတော့အရေးယူထားတယ်လို့သိရပါပါတယ်ခင်ဗျာအော်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေဦးမြို့မှာအမျိုးသမီးရှိဦးထက်မင်းကိုစစ်တပ်ကဖမ်းဆီးထားပြီးတော့ပြန်မလွတ်ပေးသေးဘူးလို့သိရပါတယ်သတင်းပြည်စုံကိုကြည့်ရပါခင်ဗျာ စကိုင်းတိုင်းရေဦးမြို့ပေါ်ကိုဈေးဝယ်လာတဲ့အမျိုးသမီးရှိဦးထက်မနည်းကိုအကြမ်းမဆက်ရှုံးကောင်စီစစ်သားတွေကဖမ်းဆီးပြီးလက်ရှိအချိန်ထိပြန်လွှတ်မပေးတော့ကြောင်းရေဦးအနောက်ပိုင်းစုံသတင်းဆက်သွယ်ရေးတာဝန်ခံထုခန့်စုံအမိသားကပြောဆိုပါတယ်ခင်ဗျာဇူလ22ရက်နေ့ရေဦးမြို့နယ်အတွင်းမှာဒီကျေးရွာတွေကရေဦးမြို့နယ်ပေါ်ကိုဈေးဝယ်လာတဲ့အချိန်ကျက်ဖက်စစ်သားတွေကအကြောင်းမဲ့ဖမ်းဆီးသွားတာပါအခြားနယ်တွေကပြည်သူတွေလည်းဖမ်းခံထားရပြီးဒီကနေ့ချိန်ထိပြန်လွှတ်ပေးတာမျိုးမရှိသေးဘူးလို့သိရပါတယ် လက်ရှိအဖမ်းခံရတာမြို့သမီးရှိဦးထမနဲ့ဖမ်းခံထားရတယ်။ငွေညစ်တာလည်းပါတယ်။အခုလူတွေမတရားဖမ်းသိပြီးတော့ငွေနဲ့ရွေးထုတ်ရင်ပြန်လွှတ်ပေးတာတွေလည်းရှိတယ်ဆိုပြီးရေဦးအနောက်ပိုင်းဆုံးသတင်းဆက်သွယ်ရေးတာဝန်ခံထုခန့်စော်ကအချိန်နေသိစိတ်ကိုပြောပြပါပါတယ်ခင်ဗျာ။အဲ့လိုမျိုးဂျမ်းမဆက်ရှုံးကောင်စီတက်ကရေဦးမျိုးပေါ်ကိုဈေးအောင်ဈေးဝယ်ပြုလုပ်နေကြတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေလုဆောင်နေပြီးပြည်သူတွေတွားရလာရေးဂယုဆိုင်ဖို့ရေဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ တော့နောက်ထပ်သတင်းကြောင်းရတဲ့ဘုတ်ကတော့ဖားကန့်နယ်ဘက်ကတိုက်ပွဲသတင်းကြောင်းရပါကချင်ပြည်နယ်ဖားကန့်နယ်မှာဒီအချက်မဲ့စစ်ရှုံးကောက်စီကဇက်လက်ပြီးတော့စစ်ကြောင်းထိုးနေတာကြောင့်အမိုက်ပုံရွာအနီးတိုက်ပွဲပြင်းထန်နေပြီးစစ်ရှုံးကောက်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများကြောင်း KIA စီရေးသတင်းရင်းမြစ်ကဒီခေတ်သစ်သတင်းဌာနကိုပြောဆိုထားတဲ့သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်ဒီကနေ့ဇွန်လ26ရက်နေ့မနက်ပိုင်းမှာမနက်ပိုင်းကနေဖြစ်နေတဲ့တိုက်ပွဲကညနေပိုင်းအထိအမိုက်ပုံကျေးရွာနီးတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးအဲ့ဒီနေရာနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ၃ရက်ရှိနေပြီဖြစ်ကတိုက်ပွဲတွေပြင်းထန်ကြောင်းအပြန်အလှန်ပြစ်ခတ်မှုတွေကဒီမနေ့ကညနေပိုင်းကစတင်ပြီးတော့ဒီကနေ့တနေ့လုံးမယမနာပေါ်ထွက်နေကြောင်းသိရှိရပါတယ်။အမိုက်ပုံရွာနာမှာတိုက်ပွဲဖြစ်တာ၃ရက်လောက်ရှိပြီးအကြမ်းဖက်စစ်ရှုံးကောင်စီကရှေ့တိုးလို့မရဘူးအထိနာနေတယ်ထိခိုက်ဒဏ်ရာရတာလည်းများတယ်ပေါ့စစ်ရှုံးကောင်စီကစစ်ကြောင်းထိုးကျင်တော့ KNPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာနေတာပေါ့ဒီတိုက်ခိုက်တဲ့အချိန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့တံပြန်ပစ်ခတ်တယ် တမနယ်လုံးတိုက်ပွဲဖြစ်တဲ့မနေ့ကလည်းတနင်းတညနေလုံးဆိုပြီးတော့တိုက်ပွဲသတင်းကြောင်းရကို KNA စီရေးသတင်းရင်းမြစ်ကပြောပြပါပါခင်ဗျာဂျမဆက်ရှင်ကောင်းစီနဲ့ပြည်သူ့စစ်ပူးပေါင်းဖွဲ့တွေဖားကန်ကိုစစ်ကြောင်းထိုးနေတာတလားနီးပါရှိနေပြီဖြစ်ပြီးနေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်ပွားနေကြောင်းတိုက်ပွဲတွေမှာဂျမဆက်ရှင်ကောင်းစီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားကြောင်းစီရေးသတင်းမြစ်ထံကနေသိရှိရပါတယ်ဒီကနေ့ ညာကင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မကွေးတိုင်းပခုတ်ကူမြို့တပ်မတရတက်လောက်ခံဒီခလာရ251တရင်ကစစ်မှုတန်းတသားတက်သုံးဦးအလင်းဝင်လာကြောင်းဘာမာ Revolution Ranger နဲ့ဒီ Ranger အဖွဲ့ကသတင်းနဲ့ပညာရေးတာဝန်ခံဒီမိုကပြောဆိုတာကိုတွေ့ရပါတယ်ဂျွန်လာ24ရက်နေ့ပခုတ်ကူမြို့တပ်မတရတက်လောက်ခံခလာရ251တရင်ကစစ်မှုတန်းတသားတက်သုံးဦးဟာအချမ်းမဆက်ရှုံးကောင်စီလက်အောက်မှာနေထိုင်လို့ဒါမရှိတော့တဲ့အတွက်ကြောင့်ထွက်ပြေးလာပြီးဘာမာ Revolution Ranger တပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာတာပါအဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုလာမျိုးထွန်းချမ်းပြောင်နဲ့ငင်းသူအားတို့သုံးကရာကတတက်ဘာထူးတင်တန်းကျောင်းမှာသုံးလတိတိတင်တန်းတက်ရောက်ခဲ့ရပြီးစစ်မှုထမ်းအပတ်စဉ်သက်တဲ့စစ်မှုထမ်းတင်တန်းဆင်းနေဖြစ်တယ်လို့လည်းသိရပါတယ်အလင်းဝင်လာသူကတနတ်တော်မပါဘူး24ရက်နေကပါသူတို့သုံးစလုံးကတင်တန်းအပတ်စဉ်ဆက်တက်ပါသူတို့နေတဲ့မြို့နယ်တွေကတော့မုံရွာနဲ့မန္တလေးကပါမုံရွာနှစ်ဦးမန္တလေးတဦးပါအဲ့လိုသွားရင်လမ်းမှာဖမ်းခံရတာပါ မွန်ရွာကနှစ်ယောက်ရောမန္တလေးကတယောက်ကရောအလုတ်သွားရင်လည်းဖမ်းခံရတာပါရကတ1ဘာထူးမှာပဲ၃ယောက်စလုံးတင်နှန်းတက်ရတာပါလက်နက်ခဲရန်တော့မပါတဲ့အတွက်စုငွေပေးတာမျိုးတော့မရှိပါဘူးလက်နက်ခဲရန်ပါမှသာကျွန်တော်တို့စုငွေပေးရတာပါမွန်ရွာနှစ်ဦးကတော့မိသားစုတွေစီကိုပြန်ပို့ပြီးပါပြီမန္တလေးကလူကိုတော့မိသားစုကိုဆက်သွယ်နေတော့မှာဆိုပြီး Burma Revolution Ranger သတင်းနဲ့ပြည်ညရေးတာဝန်ခံကပြောပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီကနေ့ညခင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းကြောင်းရာတွေဖြစ်ပါတယ် ်မဟာလာကတော့ဘယ်လာရုစ်ကိုရောက်ရှိနေပြီလို့ကျွန်တော်တို့သတင်းတွေမှာတွေ့မြင်ရပါတယ်။ဘာဒီပြောဆိုပြီးဘာသတင်းတွေဆက်ပြီးတော့ကြားသိရမလဲဆိုတာတော့မနှက်ဖြန်မနှက်ခင်းသတင်းမှာကျွန်တော်တို့ပြန်ဆုံပါမယ်။ကျွန်တော်ကိုသတင်းပေးပို့လိုတဲ့သူတွေက Viber နံပါတ်ကိုသတင်းပေးပို့နိုင်ပါတယ်။သတင်းအပြည့်စုံရေးသားပြီးတော့ ပြပို့ပေးပါရုပ်ပုံနဲ့ဗီဒီယိုဖိုင်တွေလည်းပြပို့လို့ရပါတယ်အဲ့တော့ဒီရက်အတွင်းမှာချက်ချင်းဖြစ်တဲ့သတင်းတွေဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဒါပေမဲ့အရင်ရက်ပိုင်းမှာဖြစ်တဲ့သတင်းတွေကိုပို့ချင်နေဆိုရင်လည်းပို့လို့ရပါတယ်ကျွန်တော်သတင်းတွေကိုစီစစ်ပြီးတော့ပြန်လဲဖော်ပြပေးပါမယ်ပြန်လဲတင်ဆက်ပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ော်မီ favorite ที่တော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီချဲ့ရွယ်ချမည်စာရာကူညီပေးမှာတော်ရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီပြီတက်တီတစာကြီးရန်သူအာနာယူမြာချေမုံမြင့်ခင်ပြီမြန်ပညာနဲ့ဆွဲဖြဲ့ကြီးကြီး有几滴，把那滴滴都让为了。 ကြည့်ရမည်နိုင်ငံတော်ကိုသူစစ်ချမည် တဲ့ကြော်မီဖေရေဒီရောစုအတွက်အသက်သွေးပေးဆက်မီတာဝီကိုစီထဲရကြမီစာရာကူဤပေမှာတာဝရလက်တွေနီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစာကြီးရန်သူအားလာယူမြခြေမုံမြင့်ချင်မီမြန်ပညာနဲ့ဆွဲဖြည့်စီမီယုံကြည်သည်ပါမတိ Yeah. ီသည်ပါမတိသတိကြတိပြုသစ္စာတိဒီလူဘောင်းဒီစံတာပြရမည် 奶奶乐呵呵，谁叫你？